အားလုံးပဲမင်္ဂလာပါရှင် Digital Fusion ကုမ္ပဏီမှကျေးဇူးပါတယ်ရှင်ညီမကဒီဗီဒီယိုလေးမှာဆိုရင်တော့မိတ်ဆွေတို့ဆိုင်နဲ့ပတ်သက်ပြီးတော့မှကိုကစရင်အင်းကြီးကတ်ချင်နေဆိုရင်ဆေးရမယ့်အပိုင်းကနှစ်ပိုင်းရှိရဲ့ဒီထဲမှာမှပထမဆုံးညီမတို့ကကုမ္ပဏီစီးတွေကိုက်မကိုက်စရင်ကိုက်မကိုက်စစ်တာနဲ့နောက်ထပ်တစ်ခုကတော့အငွေစရင်စစ်တာပါအဲ့တော့ဒီဗီဒီယိုလေးမှာဆိုရင်တော့ညီမကအငွေစရင်စစ်တဲ့အပိုင်းလေးကိုပြပြပေးသွားပါမယ်ရှင် ။ဒါဆိုရင်ငွေစည်းရင်းကိုညီမတို့ကဘယ်လိုမျိုးကိုက်မကိုက်ဆေးအောင်မလဲဆိုရင်တော့ညီမတို့ကဒီစည်းရင်းခန်းစာများဆိုတဲ့ကဏ္ဍထဲမှာမှအယောင်စည်းရင်းခန်းစာထဲမှာညီမတို့ကပထမဆုံးဆေးရပါမယ်။ဒီအယောင်စည်းရင်းခန်းစာထဲမှာဆိုရင်တော့ကုန်ပစ္စည်းအယောင်စည်းရင်းခန်းစာဆိုတဲ့ထဲမှာကြည့်ပြီးတော့ညီမတို့ကဘယ်ကုန်ပစ္စည်းကိုအရေးအတွက်ဘယ်နှခုရောင်းထားတယ်၊တန်ဖိုးကဘယ်လောက်ဆိုတာမျိုးစတာတွေကိုညီမတို့ကစစ်ပေးရမယ်။ဒီလိုမျိုးရောင်းထားတဲ့ပစ္စည်းတွေမှန်ရင်လားဆိုပြီးတော့အရေးအတွက်တွေအကုန်လုံးကိုညီမတို့ကစစ်ပေးရပါမယ်။ ဟုတ်ပြီဒီလိုမျိုးစစ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့ကနောက်ထပ်ဘာထပ်စစ်ပြီးလို့ရအောင်လဲဆိုတော့ဒီမှာအယောင်အစီရင်ခံစာရှိပါတယ်ဒီအယောင်အစီရင်ခံစာထဲမှာဆိုရင်လည်းညီမတို့ကဒီပေါင်းချကိုမှတံပိုးပမာဏကညီမတို့အခုဆိုရင်ရောင်းထားတဲ့တံပိုးနဲ့ပေးထားတဲ့တံပိုးတွေကိုင်မကိုင်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီကြက်တဲ့ငွေပေါင်းတွေပေါ့နော်ဒါတွေမှန်မှန်ဆိုပြီးညီမတို့ကအရာအလုံးကိုစစ်ပေးရပါမယ်အဲ့တော့ညီမတို့ကဒီပေါင်းချအလိုက်ကြက်တဲ့ငွေတံပိုးစစ်ပေးရမယ်ပြီးတော့ဒီကွန်ပျူစီအယောင်အစီရင်ခံစာပါဆိုရင်ကွန်ပျူစီအရေအတွက်ကညီမတို့မှန်လားမမှန်လားဆိုပြီးတော့ရောင်းလိုက်တဲ့အရေအတွက်တံပိုးတွေကိုညီမတို့ကစစ်ပေးရပါမယ် မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အခုဒီ Premier Fusion Parking ကိုညီမ83ခုရောင်းထားတယ်။ဒီ83ခုမှန်လားမမှန်လားဆိုပြီးတော့ညီမတို့ကဒီအယောင်စီရင်ခံစာမှာပေါင်းချအလိုက်ကြည့်လို့ရပါတယ်။ကိုကဒီလအတွက်စိတ်ကြီးကြည့်ရဆိုရင်တော့ဒီယခုလကိုရွေးချယ်ထားပြီးတော့ဒီမှာဆိုရင်ညီမတို့ကယခုလရှိမယ်ပြီးတော့ပြီးတော့နှစ်အလိုက်ရှိရပါတော့။ဒါမှမဟုတ်လို့ရှိရင် နောက်လာမဲလာလာဒါမျိုးလေးတွေရှိပါတယ်ဒီတော့ညီမတို့ကစရင်စစ်တဲ့အခါမှာလာလိုက်ရွေးပြီးတော့မှကိုယ့်ရဲ့ပေါင်ချာနံပါတ်တွေဒီထဲမှာမှကိုကဘယ်ပစ္စည်းကိုရောင်းထားရဲဆိုတာမျိုးနဲ့ပေါင်ချာနံပါတ်ထဲမှာကိုရောင်းထားတဲ့အရေးအတွက်တွေ ပြီးတော့ဒီကွန်ပျူစီနဲ့အရေးအတွက်ဒီစတာတွေမှန်ရလားဆိုပြီးတော့ပထမဆုံးတစ်ချက်အနေနဲ့ညီမတို့ကကွန်ပျူစီစစ်ပြရမယ်ဒီလိုမျိုးအယောင်းထဲမှာစစ်ပြီးပြီဆိုရင်ညီမတို့ကနောက်ထပ်တစ်ဆင့်အနေနဲ့ကအဝယ်အစီရင်ခံစာထဲမှာလည်းညီမတို့ကကွန်ပျူစီအဝယ်အစီရင်ခံစာထဲမှာစစ်ပြရပါမယ်ကိုကကွန်ပျူစီကိုဘယ်ပစ္စည်းကိုတော့ဘယ်နှခုဝယ်လိုက်တယ်ဆိုတာမျိုးညီမတို့ကအမှန်မှန်မှန်ပြန်ပြီးတော့စစ်ပြရပါမယ်ဒီလိုမျိုးကွန်ပျူစီအရေးအတွက်တွေစစ်ပြီးပြီဆိုရင်လည်းညီမတို့ကပေါင်ချာလိုက်ကိုမှန်ရလားဆိုပြီးတော့ဒီအဝယ်အစီရင်ခံစာဆိုတဲ့ကဏ္ဍထဲမှာပေါင်ချာလိုက်ညီမတို့ကတန်ဖိုးငွေ ွေတွေနဲ့ကြည်ပေးရမှာပဲဖြစ်ပါတယ်။ဒီနှစ်ချက်အစ်ဘေဘီဘီဆိုရင်တော့ညီမတို့ကတတရားအစင်အနေနဲ့ကတော့အကျွေးပါကိုကအခုငွေစည်ရင်းကိုလိုက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ကအယောင်းမှလည်းမှန်တယ်အဝယ်မှလည်းမှန်တယ်ဆိုရင်ညီမတို့ကနောက်တစ်အစင်အနေနဲ့ကဒီအကျွေးမှစစ်ပေးရပါမယ်။ အကျွေးထဲမှာဆိုလို့ရှိရင်ဒီမှာဆိုရင်ညီမတို့ကငွေပေးချေမှုမှတ်တမ်းဆိုတာလေးပါပါတယ်ဒီငွေပေးချေမှုမှတ်တမ်းထဲမှာဆိုရင်ဒီအောက်လေးမှာတပ်နှစ်ခုရှိရဲရငွေနဲ့ပေးငွေရငွေဆိုတာကိုက customer စီကရတဲ့ငွေပေးငွေကကိုက supplier ကိုပြန်ပေးရတဲ့အကျွေးဆက်ရတဲ့တန်ဖိုးငွေတွေပါဒီတော့ညီမတို့ရဲ့ရငွေတွေရောမှန်ကန်ရင်လား customer align နဲ့သူကဘလောက်ပေးသွားတယ်ကိုယ့်လက်ထဲကိုတော့ဘလောက်ရောက်လာတယ်စတာမျိုးတွေကိုညီမတို့ကဒီရငွေဆိုတဲ့ tab ထဲမှာကြည့်ပေးလို့ရမယ်ပြီးတော့ဒီပေးငွေထဲမှာဆိုရင်တော့ ကိုကကိုယ့်ရဲ့ supplier ကိုဘလောက်ပေးလိုက်တယ်စတာမျိုးတွေကိုညီမတို့ကကြည့်ပေးရပါမယ်ဒီတော့ညီမတို့ကဒီအကျွေးစင်းရေးအစီရင်ခံစာမှာလည်းညီမတို့ကမှန်နေပြီဒါဆိုရင်ညီမတို့ကဘယ်မှာသွားပြီးတော့ကြည့်ရမလဲဆိုတော့ငွေစရင်အစီရင်ခံစာဆိုပြီးတော့ရှိပါသေးတယ်ဒီတော့ဒီငွေစရင်အစီရင်ခံစာထဲမှာညီမတို့ကကြည့်ပေးရပါမယ် ဒီရမှာဆိုရင်ညီမတို့ကဒီအသုံးစရိတ်အစီရင်ခံစာထဲမှာကြည့်လို့ရပါတယ်အသုံးစရိတ်ထဲမှာကိုကဘာတွေတုံးထားတာလဲဒါမှမဟုတ်ကိုကတုံးထားရတာနဲ့စရင်မထည့်မိရလားကိုကတုံးထားရတာနဲ့မှစရင်ကမှားပြီးတော့ထည့်မိရလားယော့ပြီးထည့်မိရလားပုတ်ထည့်မိရလားစတာတွေကိုကြည့်ကြည့်ရင်တော့အသုံးစရိတ်အစီရင်ခံစာထဲမှာညီမတို့ကဒီမှာလာပြီးတော့ထွက်ငွေတွေကိုကြည့်လို့ရပါတယ်ဒီလိုမျိုးကိုယ့်ရဲ့ဝင်ငွေတွေထွက်ငွေတွေကိုကြည့်မယ်အဲ့လိုမျိုးကြည့်ပြီးရခါဆိုလို့ရှိရင်ညီမတို့ကနောက်ထပ်တစ်ခုကဘာထပ်ကြည့်လို့ရလဲဆိုတော့ ဒီမှာဆိုရင်ငွေဝင်ထွက်အစီရင်ခံစာရှိပါတယ်ဒီငွေဝင်ထွက်အစီရင်ခံစာမှာဆိုရင်လေညီမတို့ကဒီမှာဆိုလို့ရှိရင်ကိုကငွေဝင်မှာဆိုလို့ရှိရင်ရောင်းရတဲ့တန်ဖိုးငွေတွေဒါတွေကခုနကညီမတို့ကအယောင်စီရင်ခံစာနေပြီးညီမတို့စစ်ခဲ့ရတဲ့တန်ဖိုးတွေနဲ့ကိုက်ညီရလာပြီးတော့ကုန်ွယ်သူကနေပြီးတော့ကိုကိုအကျွေးလာဆက်သွားလို့ရှိရင်ညီမတို့ကခုနကတုန်းက ီအယောင်းစီရင်ခံစာထဲနေပြီးတော့အကျွေးစင်းကိုနှုတ်ပေးသွားမှာမဟုတ်ဘူးဒီတော့ကုံဝယ်သူကလာပြီးကုံဝယ်သူကပေးငွေဆိုပြီးတော့တသက်တစ်ခုရှိရဲဒါတွေကညီမတို့ကအကျွေးစင်းပြန်ဆက်တာတွေကိုထက်မိရလားဆိုပြီးတော့ညီမတို့ကအကျွေးစင်းနဲ့ဒီလိုနေရာလေးမှာငွေဝင်ထွက်စီရင်ခံစာလေးမှာပေးချေရဟာနဲ့ကိုက်မကိုက်ဆိုတာမျိုးကိုပြန်ပြီးတော့စစ်ကြည့်လို့ရပါတယ်နောက်တစ်ခုကတော့ငွေအထွက်ပါဒီငွေအထွက်ဆိုတာကြတော့ကိုယ့်ရဲ့အန်ရွယ်ရနေပြီးတော့ဘလောက်ထွက်သွားတယ်ကိုကကုံဝယ်လိုက်တဲ့တန်ဖိုးအရင်ပမာဏကဘလောက်သုံးလိုက်တယ်ပေါ့နော်ဒီလာအတွက်ပြီးတော့ မမတို့ကဥပမာပိုင်ရှင်ကိုပြန်အတက်ငွေရှင်ရင်လည်းပိုင်ရှင်ပြန်အတက်ငွေတွေပြီးတော့တခြားအသုံးစိတ်တွေပေါ့နော်ဒါညီမခုနကသုံးလိုက်တဲ့ဒီအသုံးစိတ်အစီရင်ခံစာထဲမှာရှိရဲ့အရာတွေဒါမျိုးတွေကိုညီမတို့ကထက်မိရလားပိုထက်မိသွားတာလားလိုထက်မိတာလားစတာတွေကိုညီမတို့ကကြည့်လို့ရပါတယ်ဒါကတော့ဘာနဲ့တူမလဲဆိုတော့ညီမတို့က answer ထဲမှာလက်ရှိရှိနေတဲ့ပတ်စံပမာဏနဲ့တူပါတယ် ီနေရာလေးမှာဒီတံမိုးကနန်းလေးကိုတော့ညီမတို့ကလက်သေးခွင်းခတ်မထားဘူးအနှုတ်နဲ့ပြမနေဘူးဆိုရင်တော့ဒါကညက်နေတဲ့သဘောပါဒီတော့ကိုယ်အန်ဆွဲထဲမှာညက်နေတယ်ဒီပစံနီးကစရင်ကိုက်ရလာဆိုပြီးတော့ညီမတို့ကအလိုမျိုးနဲ့စရင်လေးတွေကိုလိုက်ပြီးတော့စစ်ပီးလို့ရပါတယ်ရှင်နောက်ထပ်တစ်ခုကတော့ညီမတို့ကဒီအရှုံးမြတ်ပါဒီတော့ခုနကတော့ကညီမတို့ဒီထဲမှာစစ်ခဲ့တဲ့အယောင်စီရင်ခံစားတွေအဝယ်စီရင်ခံစားတွေနဲ့အကျွေးစီရင်ခံစားတွေစတဲ့အရာတွေမှာညီမတို့ကအမှန်ခဲ့တယ်ဆိုရင်တော့ဒီအရှုံးမြတ်မှာကတံခိုးပမာဏတွေကတွက်တာက မှန်မှန်တကန်ထွက်နေမှာပဲဖြစ်ပါတယ်။ဒီတော့ညီမတို့က good manner အနေနဲ့ကတော့ညီမတို့က store လေးစစ်ပေးရမယ်။နေတိုင်းပေါ့နော်နေစဉ်ပုံမှန်စစ်ပေးခြင်းအဖြစ်ကိုကစရင်းနေမှန်နိုင်တယ်အဲဒီတော့ညီမတို့ကနေစဉ်ပုံမှန် store စစ်တာမျိုးပြီးတော့ဒီငွေစရင်းနေစစ်တာမျိုး customer ကအကျွေးလာဆက်သွားရင်အကျွေးဘယ်လောက်တော့လာဆက်သွားရဲဆိုတာမျိုးစတာတွေကိုညီမတို့ကနေစဉ်ပုံမှန်စစ်ပေးရင် အဖြစ်စစ်ပေးခြင်းအဖြစ်ညီမတို့ရဲ့တံပိုးပမာဏလေးတွေမှန်ကန်မဲ့စတော်ရည်အတွက်တွေမှန်မဲ့ပြီးတော့ငွေစည်းရင်းတွေမှန်မဲ့နောက်ထပ်တစ်ချက်အနေနဲ့ကတော့ကိုယ့်ရဲ့ဝန်ထမ်းတွေကဥပမာလိမ်လည်မှုတွေမတမာမှုတွေစတဲ့အရာတွေနဲ့ကင်းမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကိုကနေတိုင်းစစ်နိုင်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးစည်းရင်းကွာဟာတာတွေပြီးတော့ငွေတံပိုးကွာဟာတာတွေဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ညီမကတော့ကိုယ်ဆိုင်မှာတနေ့ကိုဆိုင်ပိတ်ချိန်မှာညနေပိုင်းနာယူရလေးပဲဖြစ်ဖြစ် ဒီလိုမျိုးလေးစစ်ပေးဖို့တော့အကြံပေးပါရရှင်။ဒါဆိုရင်ညီမတို့ရဲ့ဒီလိုမျိုးအရှုံးမြတ်အတွက်တဲ့ခါမှာမမှန်ကန်ကန်နဲ့အတွက်ပေးမယ်ပြီးတော့တမှုပမာဏလေးတွေကလည်းခွာခြားနေမှာမဟုတ်ဘူးအတိအကျတိုင်းရှိနေမယ်စားရမျိုးလေးတွေကိုမိတ်ဆွေတို့ကပို့ပြီးတော့ကိုယ့်ရဲ့အဆိုင်နဲ့ပတ်သက်ပြီးတော့အစီအမံခံခွဲလို့လည်းရမှာဖြစ်ပါတယ်။အားလုံးပဲတာယာအေးချမ်းသောနေ့ရက်လေးဖြစ်ပါစေရှင်။ယေရှုတင်ပါရရှင်။